of the hook hook ဆိုတာဒီငင်းများကြိတ်လေးပေါ့တော်ပါလဲဆိုတော့ fission နဲ့ division ဆိုတာရှိအဲ fusion ဆိုရာကြဘယ်လိုလဲဆိုတော့ဟိုဒီငင်းများကြိတ်မှာအချိန်ခံတဲ့ဥစ္စာမျိုးကိုယ့်ရဲ့ thoughts တွေကနေကိုယ်ကိုယုံကြည်မှုသွားတာ तू ကနေအဲ့ thoughts ကနေကိုယ့်ကို control လုပ်တာဥမာရမှာမဟုတ်ဘူးနေတစ်ခေါက်တုန်းကလည်းဖြစ်ပြီးပြီလေဥမာအင်္ဂလိပ်စာစကားပြောရဲအလုံးရီခံရပြီးပြီလေဆိုအဲ့ thoughts ကနေကိုယ့်ကိုဝါမျိုးတဲ့ကိစ္စမျိုးအဲ့ဒါဆိုရင်ဆိုတာမဟုတ်ဘူးအဲ့ဒါမှားတယ်ဒီ thoughts ကဒီ thoughts အတိုင်းဖြစ်တယ်။ तू ကဟိုကိုယ့်ကိုတွေးရင်ငါ့ကိုငါတွေးနေ တွေးတစားပဲ what's ပဲဒါမှမဟုတ်ကိုယ့်ကိုယုံကြည်ရဲ့ယုံကြည်မှုတစ်ခုပဲဆိုတာကိုပြောင်းတွေးရဖို့လိုတယ်အဲ့ဒါလည်းဟုတ်တယ်သိလားဟိုတခါလေရရင် pass ကဖြစ်ခဲ့တဲ့ဥစ္စာသုံးဖို့တစ်ခုခုကိုကအရင်ယုံကြည်လိုက်တာရှိတယ်တကယ်တော့ pass ကအခုမဟုတ်တော့ဘူးလေဥပမာထားပါတော့အထူးသဖြင့်အာမကောင်းခဲ့တဲ့ pass ဆိုလို့ရှိရင်ဥပမာထားတော့ကိုယ့်ရဲ့ x ကကိုဖောက်ပြန်သွားတယ်ဒါပေမဲ့အခုတွဲနေတာကိုယ့် x လားမဟုတ်ဘူးလေနောက်တရ right ဆိုတော့က dr က ဒီ thoughts တကူကို100% control လုပ်ဖို့အတွက်ကမမှန်နေဘူးမမှန်နေတဲ့အတွက်ကိုယ်အနေနဲ့ဒါကိုမယုံကြည်ခြင်းဟာအတင်း positive လုပ်နေတဲ့ဟာမဟုတ်ဘူးတကယ်လည်းအမှန်တရားမဟုတ်တဲ့အတွက်အမှန်တရားမဟုတ်ပါလားလို့တွဲပြီးတော့ခွဲမြင်ရုံပဲအဲ့တော့ဒါကြောင့် fusion ကနေ diffusion ဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ် detox ကိုတော့ငါတွေးနေတယ် detox ကတခါလေးရောက်လို့ရှင်တော့ပြော detox ကိုရဲသွားတဲ့ဟိုစိုက်ဆရာပေါ့နော်ဟာတာပုံစံနဲ့အဲ့လိုညောင်ညောင်ညောင်အတန်းနဲ့ပေါ့နော်ဝတ်ထားပါဟာမဖြစ်နိုင်ပါဘူးဒီတယောက်ကလည်းငါ့ကိုဖုတ်ပြန်တော့ပါလားဆိုရင်ဟာတာအတန်းမဖြစ်နိုင်တော့ပါဘူးဒီတယောက်ကလည်းငါ့ကိုဖုတ်ပြန်တော့ပါပဲ အဲ့တော့ပေါ့နော်အဲ့လိုအဲ့လိုမျိုးပုံစံပြောင်းလိုက်တာဒါမှမဟုတ်လို့ရှိရင်လည်းအရန်ကိုဒါကတော့ဒီဆောင်တည်းမှာဟိုမဖြစ်ဘူးပေါ့နော်အဲ့လိုဟာတာအဲ့လို monkey mouth ပုံလို့သူအဲ့လိုပြောင်းမြင်လိုက်တာပြောချင်တာကွာအရန်ကိုအဲ့လိုမျိုးပေါက်ကရအတွေးတွေသူပေါက်ကရအဲ့လိုမျိုးအရန်ကိုကိုထိမ့်ချုပ်လို့မရတဲ့ a situation ကိုမှဆိုစိတ်ပြောင်းခိုင်းလိုက်တဲ့ strategy ပေါ့နော်အဲ့ဒါတကယ်ကို strategy ဒီ NLP strategy psychology strategy မှဆိုအဲ့ဒါတကယ်ပါတယ် အဲ့တော့ကအဲ့လို negative thoughts တွေကိုပြောင်းတာမျိုးဒါမှမဟုတ်လို့ရှင်လဲစုလိုမျိုးပေါ့နော် um perception perception ကိုပြောင်းလိုက်တာမျိုးပေါ့နော် အတွေ့အကြုံတခြားနေရာနေပြောင်းတွေ့လိုက်တာလိန်တွေ့တာမဟုတ်ပြောင်းတွေ့တာဒီဟာကအတွေ့အကြုံပဲဒီအတွေ့အမှန်နေဆိုရဲတသက်သက်ခါရလဲမရှိဘဲနဲ့ဘာကိစ္စငါကလက်ခံမှာလဲဆိုတာမျိုးတကယ်ကိုတွေးလိုက်တဲ့တကယ်ကို fact ကနေတွေးလိုက်တဲ့အတွေ့အမျိုးနဲ့ကိုယ့်ရဲ့ negative thoughts ကိုဖျက်လိုက်မဖျက်လို့ရှင် emotion ဆိုရမယ် emotion နဲ့ feeling တော့မယ် feeling ကနေပြီး confidence ကိုအမှဆွဲမရတဲ့အခြေအနေတွေဖြစ်မယ်ပေါ့နော်